ကဲဒီတစ်ခါမှာတော့တိုဖူကိုတုံတုံလေးဖြစ်အောင်အလွယ်ကူဆုံးနဲ့အမြန်ဆုံးနည်းလေးနဲ့ကြိုပြမယ်။ UAE ရချစ်တငယ်ချင်းတွေအလွယ်ဆုံးဝယ်လို့ရတဲ့ Gram Flour ကလဘဲစိမ့်အမှုံကိုတုံးထားပါတယ်။ကလဘဲမုံစစ်စစ်လေးဖြစ်မှပိုပြီးစားလို့ကောင်းပါပါ။အရင်ဆုံး300 Gram ကလဘဲစိမ့်မုံကိုအခုလိုစကားလေးနဲ့တိုက်ချထားဒီလိုလုပ်ပေးခြင်းကပဲမုံကိုတစီချင်းစီဖြစ်သွားစေပြီးတော့အထက်ထက်အမှိုက်နဲ့အလုံးတွေကိုလည်းရှင်းပေးပါတယ်။ရှိရောပေါ့ဆန်ချင်ခွက်လေးနဲ့6ခွက်ထည့်မယ်။ဆက်နှစ်ချင်မယ်ဆိုရင်တစ်ခွက်ကို150 gram လောက်ရှိပါတယ်။ ရေ6ခွက်လုံးကိုတော့တခါတည်းမထည့်ဘဲနဲ့အခုမျိုးနည်းနည်းချင်းစီထည့်ပြီးတော့ပဲမှုတွေပျော်မှွေသွားပေးရပါမယ်။ဒီလိုရေနည်းနည်းချင်းထည့်ပြီးတော့ဖြောသွားပေးခြင်းကပဲမှုတွေရေထဲမှာအမြန်ဆုံးပျော်ဝင်နိုင်ပါတယ်။အရသာအတွက်ကတော့စားပဲထည့်တာပါတယ်။ရောင်လေးလာတော့လို့စနင်းမုံလေးနည်းနည်းတုံးတယ်။ဒီတက်ပိုပြီးအဝါရောင်ထွက်ကျင်တော့စနင်းမုံနည်းနည်းလေးထည့်ပေးပါ။အရသာအတွက်ကတော့အချိုမုံအရသာမုံချိန်နှစ်တည့်ရအောင်ထည့်ပေးသွားလို့ရပါတယ်။ ုလိုရင်းနှင်းနှင်းချင်းထည့်ပြီးတော့ໝွေသွားပြလိုက်တာအဲအနှစ်ဖြစ်တဲ့တည်းရပြီဆိုရင်ကြံနေတဲ့ရေအကုန်လုံးထည့်လို့ရပါပြီရေအကုန်လုံးထည့်ပြီးပါရင်တော့ရောပြီးတော့ထပ်ໝွေတာဒီပဲမုံကိုရင်းနှင်းဖြော်တာကတော့အဓိကကြပါလေဒီလိုဖြော်ပေးတဲ့နီလန်းကတော့ပဲမုံတွေကိုအမြန်ဆုံးပျော်ဝင်သွားစေပါတယ်ပြီးရင်တော့တူဖူးချိုပြီးရင်ထည့်မဲ့ဘန်းထဲမှာစီလေးတုပ်ထားတူဖူးချိုတဲ့နီလန်းတွေအများကြီးရှိလို့ကွဲလွဲနေနေပါတယ်အစင်းသဖြင့်တူဖူးစချိုမယ်အရင်ဆုံးခုနကချိန်ခဲ့တဲ့ပေါင်းဝဆန်ကျင်ခွက်နဲ့ပဲရေလေးခွက်တိတိထည့်မယ် ရင်းဆုံးဒီရေလေးခွက်ကိုစူအောင်ကြိုလိုက်။ရင်းရွေးစူလာပြီဆိုရင်တော့ခုနကဖြုံထားတဲ့ပဲအနှစ်ရေကိုတိချမှွေးပြီးရင်တော့စကားနဲ့ထက်စစ်ပြီးတော့အိုးရဲကိုထည့်။ပဲရည်ကိုအိုးရဲထည့်ပြီးရတဲ့မီးကိုတဝက်တိတိရှော့ချလိုက်ပါ။မကန်အိုးသုံးထားတဲ့အတွက်အခုလိုမျိုးစတီးမွေတန်းနဲ့မွေပါနဲ့။အိုးမှာအချစ်ရရထင်းတဲ့လိုဒီလိုမျိုးဆီလီကွန်အုပ်ထားတဲ့အပျော့စားမွေတန်းလေးနဲ့မွေပေးတော့ပါမယ်။9မိနစ်လောက်မီးရဲနဲ့အဆက်မပြတ်မှွေပေးလိုက်တာဒီအနေထားကိုရောက်လာပါပြီ။ ကျုပ်မွေရံနဲ့မှုပေးတာဖြစ်လို့အမြုပ်တွေထွက်လာလဲစိတ်မပူပါနဲ့ဆက်ပြီးတော့မှုပေးရပါမယ်။ပြီးရင်တော့မုတ်သားလေးတွေဝင်းသွားအောင်လို့စီလေးထည့်ပြီးမှုနေတာကိုရက်လိုက်ရင်အခုလိုဘူစီပေါင်းတွေတက်လာပြီးတော့လက်ကိုအပူလောင်တက်လို့တတိထားပါ။စီနဲ့မုတ်သားတသားရဲဖြစ်သွားရင် နောက်ထပ်စီတစ်စုံထပ်ထည့်မယ်။ အခုလိုပဲစီယိုနည်းနည်းချင်းစီထည့်ပြီးတော့မုတ်သားနဲ့တသားရဲဖြစ်သွားအောင်အဆက်မပြတ်မှုပေးသွားလိုက်စီထည့်ပေးခြင်းကမုတ်သားကိုဝင်းလက်ဆူပြပြီးတော့အဆက်မပြတ်မှုပေးခြင်းကလည်းမုတ်သားကိုနူးညံ့စေပါတယ်စီယိုတစွန်းချင်းစီထည့်ပြီးတော့ဇက်တိုက်မှုပေးသွားလိုက်တာ အလုံးပေါင်းစီ၈စွန်းထည့်ခဲ့ပါတယ်ဇက်တိုက်မှုပေးသွားလိုက်တာမုတ်သားအယောင်လေးကဝင်းပြီးတော့နူးညံ့ချောမွတ်လာပါပြီအခုလိုမျိုးမှွေရန်ကိုဆွဲမလိုက်ပြီးတော့ကြွမိတဲ့အနေထားလေးရလာပြီဆိုရင်အေးခံလို့ရပါပြီ ခုနကဆီတုပ်ထားတဲ့ဘန်းလေးကိုကြိုထားတဲ့တူဘူးတွေထက်မုတ်သားတွေမျက်နှာပြင်ညီးပြီးအထဲမှာလေးမခိုးပဲညှက်တော်လို့ဘန်းလေးကိုစောင့်ချပြီးရင်တော့အပေါ်ရန်ကျောမှာမမကြီးဖြစ်သွားအောင်လို့ပလတ်စီနဲ့အုပ်လိုက် ပြီးရင်တော့အခန်းရဲ့အပူချိန်မှာနှစ်နာရီလောက်အေးခံထားပေးလိုက်ရင်ရပါပြီနှစ်နာရီလောက်အေးခံထားတဲ့တူဘူးတွေလည်းအေးသွားပြီဆိုရင်စစ်နေလို့မဟုတ်ဘူးချလိုက်ကြည့်ပါဦးချောမွေ့နေတဲ့တူဘူးတွေကအစင်းနဲ့ပြစ်ပါပြီအချိန်နဲ့တိအောင်လှီးကြည့်လိုက်မယ် ကြည့်ပါဦးတုံတုံလေးနဲ့တော်ဘူးသားလေးကလည်းညက်ပြီးတော့အခုလိုမျိုးတုံတုံလေးဖြစ်နေပါပြီဒီတိုဖူးလေးကိုတော့ကြော်စားတာပဲဖြစ်ဖြစ်တုပ်စားတာပဲဖြစ်ဖြစ်ချစ်တငယ်ချင်းတို့ကြက်တယ်လို့လှူစားသွားလို့ရပါတယ်အခုလိုမျိုးလွဲကူမြန်ဆန်တဲ့တိုဖူးလေးကိုချစ်တငယ်ချင်းတို့လည်းလိုက်လို့ကြည့်လိုက်တော့နော်ကဲခုတော့အားလုံးပြည်ပြီဆိုတော့ဘုံစံတိုင်းစေးကြော ရေတုပ်အဝင့်နဲ့အုပ်